ိတ်တဲ့တင်ဆက်ကွင်ကြီးကိုရှားပြလာတဲ့ Manchester United မိတ်ဆွေတွေအားလုံးမင်္ဂလာပါရှင်။ Let's Talk the New Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်။အတင်းညလက်တွေစိုးနေပြီမဲ့ fan အင်အားတောင်းတဲ့ Manchester United တို့နှစ်ပေါင်း135တက်တန်ရှိကွင်းဟောင်းကိုစွန့်ပြီးကွင်းတစ်တိဆောက်ရေးစတင်နေပြီဖြစ်ပါတယ်။ပရိတ်သတ်တိုင်ဝင်ဆက်မဲ့ကွင်းတစ်ကြီးကို မနေမက်စလာ၁၇ရက်နေ့မှာပဲရုတ်တန်ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူဝေဝေဆဆချပြလာပါဗျ စတာလင်ပေါင်တန်းတထောင်အကုန်ကြခံတိဆောက်မဲ့ကွင်းတစ်ကြီးကိုအတင်းပိုင်ရှင်တဦးဖြစ်တဲ့ဆာဂျင်ရက်ဂရစ်က9နှစ်အတွင်းအပြီးတိဆောက်မယ်လို့ပြောပါတယ်။အမခံကွင်းတစ်စီမံကိန်းအတွင်းတိုင်းကြီးတုံးတိုင်းကို site ထူထားမှာဖြစ်ပါတယ်။ publish အပန်းဖြေနေရာတွေဈေးဝယ်စင်တာတွေ6လမ်းတွေကားပါကင်တွေပါဝင်မှာဖြစ်ပါတယ်။ဒီဂျောင်းကွင်းတစ်ကိုတာဝန်ယူဒီဇိုင်းဖန်တီးပေးထားတဲ့ Foster Black Partners တိဆောက်သူ Lock Norman Foster ကတော့ ကွင်းရဲ့အပြင်ဘက်မှာ Trafalgar Square ထံနဆကြီးတဲ့အများပြည်သူ Plaza ကိုဖန်တီးပေးမှာပါလို့ပြောပါတယ်။ဒါဟာနိုင်ကြနေတဲ့ United တို့ရဲ့ဂုံတတင်းကိုပြန်လည်တည်ဆောက်ဖို့အတွက်အခရာကြတဲ့စီမံကိန်းကြီးတစ်ခုဖြစ်လာတော့မှာပါ။ United ကန်နဝင် Cristiano အမုန်းခံပြောခဲ့တဲ့အထက် United ရဲ့လေ့ကျင့်ရင်းကွင်းကအစားကျွေးမွေးပုံကအဆုံးရုပ်ရွင်းနေတာတွေကိုပြင်ဆင်ဖို့ရှေ့လန်းစလိုက်တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီကွင်တက်စီမံကိန်းနဲ့ပတ်သက်ပြီး United ရဲ့အမှုဆောင်အရာရှိချုပ် Omar Berada ကတော့ကမ္ဘာအကောင်ဆုံးကွင်းမှာကမ္ဘာအကောင်ဆုံးအတင်းကိုပိုင်ဆိုင်ဖို့အတွက်ရည်ချင်မျှော်မှန်းထားတဲ့အကြောင်းပြောပါတယ်။အတင်းပိုင်ရှင် Sergeant Redcrish ကတော့အခုလိုဝန်းဝန်းကျကျွားပြောတော့ပါတယ်။ကျွန်တော်တို့ရဲ့ Ultra Foot ကွင်းကနှစ်ပေါင်း135နှစ်ကြာအောင်ဝန်ဆောင်မှုပေးခဲ့ပေမဲ့ကမ္ဘာအကောင်ဆုံးကွင်းတွင်လည်းရှင်ရင်နောက်ကျကျန်ခဲ့ပါပြီ။ကွင်းဟောင်းနဲ့ကက်လက်တိဆောက်တဲ့ယူရချက်ကလည်း ဥထရဖို့ရဲ့အနစ်တရားကိုထိမ့်သိမ်းနိုင်မှာဖြစ်တယ်လို့ပြည်သက်တွေအတွက်လည်းအကောင်းဆုံးအတွေ့အကြုံကို ပေးဆွနိုင်မှာပါလို့ပြောထားပါတယ်။ယူနိုက်တက်ရဲ့ကွင်တကြီးတိဆောက်ပြီးသွားတာနဲ့ပြည်ထောင်စီးပွားရေးအတွက်နစ်စင်စတာလင်ပေါင်း၇တမ3ဘီလီယံထိအထောက်ပံ့ဖြစ်နိုင်မှာဖြစ်ပါတယ်။ဒါအပြင်အလုတ်အကင်အခွင့်အလမ်းတက်6200ကျော်အိမ်နဲ့အဆောက်အအုံတက်18000ကျော်နဲ့တစ်နှစ်ကိုလာရောက်လည်ပတ်သူ1.8တန်အထိတိုးတက်လာနိုင်ပါတယ်။ အခုကွင်းတစ်ကြီးတိဆောက်ပြီးစီရင်နှစ်ပေါင်း135နှစ်ကြာ27ရာစုဘောလုံးပြိုင်တက်နဲ့အကျွမ်းတဝင်ရှိခဲ့တဲ့ Ultra Pop ကွင်းကိုလက်ရှိ United တာဝန်ရှိသူတွေဘက်ကဖြိုချဖွယ်ရှိနေပါတယ်။အသင်းရဲ့ကန်နဝင်နီးပြကြီးလည်းဖြစ်အအောင်မြင်ဆုံးနဲ့တက်တန်အရှိဆုံးနီးပြကြီး Ferguson ကတော့ကွင်းတစ်စီမံကိန်းကြီးနဲ့ပတ်သက်ပြီးအခုလိုမတ်ချက်ပြောတော့ပါတယ်။ United ကကွင်းအတွင်ရောက်ကွင်းပြစ်မှာပါအကောင်းဆုံးကိုအမြဲစူးစမ်းတင်ပါလေ Ultra Phone မှာကျွန်တော်အတွက်အမတ်တရတွေအများကြီးရှိပေမယ်အနာဂတ်အတွက်တင်းတော်တဲ့အိမ်တစ်ကိုတည်ဆောက်ဖို့ကျွန်တော်တို့ရည်ရင်ရပါမယ်။ဒီနေ့ရတော့ဒီလောက်ပါပဲရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။ကျမတို့ Channel လေးကို Subscribe လေးလုပ်ထားပေးကြဖို့မေတ္တာရက်ခံအပ်ပါတယ်ရှင်။မြန်မာသူမြန်မာသားကဘာသူကဘာသားအားလုံးဘေးရန်ကင်းကွာကြပါစေရှင်။ကျမညိမ့်ပါ။